ိဆွေများအားလုံးပဲမင်္ဂလာပါရှင်အခုဆက်လက်တင်ဆက်ပေးမယ့်ဇလံလေးရတော့စာရေးသူခွန်ရစ်သားထားတဲ့မောင်ထင်ပေါ်နဲ့ခလေးတရေဆွတဲ့ဇလံလေးပဲဖြစ်ပါတယ်စာရေးသူကိုလည်းထူးကျေးဇူးတင်ပါတယ်ရှင်မိဆွေများခန်းစားနာဆင်ပေးကြပါဦးရှင် ီးချုံကြီးရွာထွေကြီးရွာအင်ကြီးများပြပြီးလူနေထူထပ်သောရွာလေးပဲလှလမကြီးနဲ့နှီးလို့ကုံတဲ့ပေါင်းစုံတို့ရဲ့ခြေချင်းလိမ့်နေသောရွာလေးလည်းဖြစ်တယ်ကုံတဲ့တွေဟာကုံပစ္စည်းအမျိုးမျိုးကိုတင်သွင်းကြပြီးထူရွာမှထွက်တဲ့ကုံချမ်းပစ္စည်းများကိုဝယ်ယူသွားလိရှိတယ်ထွေရွာရဲ့အတ္တိကစီပွားရေးလုပ်ငန်းကတော့တနက်ဖက်6ပဲ။စေလေရဲ့အတ္တိကကွန်ချန်ဖြစ်သောတနက်ဖက်6ကို အိမ်တိုင်းရဲ့စီးပွားရေးတောက်တိုင်တစ်ခုဖြစ်ဆောက်ချလုပ်ကင်ကြတယ်။ထူရွာမှာကုံတဲ့ပေါင်းစုံရောက်လာကြလို့အစာတောက်ပေါင်းစုံလဲပေါ်များတယ်။အရက်၊ဘီယာ၊ပိန်၊ပင်၊ကစော်တို့လဲဒီရွာလေးမှာပေါ်ပေါ်တည်တည်ရှာတယ်။ရွာလူကြီးလူငယ်ပေါင်းတွေမှာလမ်းမကိုလိုက်ပြီးတော့ချစ်သမျှပေါင်းနှံရောင်းချပြီးအသူရနှွန်သေးဝဲနှစ်မွန်ကြကုန်တယ်။လူညွန့်တုံးစီတဲ့ဘင်းကဆော်များကိုတုံးဆွဲချရင် တာမမယာမမသိအချင်းချင်းလဲခိုက်ရန်ဖြစ်ပွားခဲ့ကြတယ်။ထုံမြမကသေးဘူးလူကိုချွတ်ချုံမွေးချစနိုင်တော့လောင်ကစားဝိုင်းသည်လဲနေစစ်မပြတ်ရှိတယ်။ယောက်ျားမိမမရွေးလောင်ကစားဝိုင်းမှသာဘဝနှစ်မုန်နေကြရတယ်။ပင်ပင်ပန်းပန်းနဲ့ခြောက်ဖွေလောက်ကင်ခဲ့သမျှအထိပ်ပဲမဲ့တော့လူရက်များကြောင့်ခက်လေသမျှတဲ့ရကြခဲ့ရတယ်။ထူရွာမှာ ဖြူနုဆိုတဲ့မိမတစ်ယောက်လည်းရှိတယ်။ဖြူနုမှာနမဲနဲ့လိုက်ဖက်စွာအသားဖြူပြီးတော့ခြိုက်ကြည့်ဖုန်ငယ်အတွတ်တွေဖြင့်ပုရိသားတွေကိုဖန်ဆားနိုင်သူတစ်ယောက်ပဲ။ဒါပေမဲ့ဖြူနုကအပြိုလေးတစ်ယောက်တော့မဟုတ်ဘူး။လှင်သုံးယောက်ကွာထားတဲ့သုံးခုလက်မိမတစ်ယောက်ပဲ။ဒါကလူသိချင်းကြားလက်ထပ်ယူထားတဲ့ယောက်ျားတွေဖြစ်ပြီးလူမသိသူမသိယူထားတဲ့ယောက်ျားများလည်းမရေမတွက်နိုင်အောင်ကိုရှိတယ်။တကယ်တော့ဖြူနုက မင်းမကောင်တရားမဟုတ်ဘူးဖြူနုမှာဘယ်လင်နဲ့ရထာမှမသိတဲ့ငါးနှစ်ရွယ်သားလေးတယောက်ရှိတယ်ထုတ်ကလေးမှာ ကိုဝင်နုနဲ့ဆင်ရအချင်းချင်းထုတ်ရွှနဲ့ထိုးချဖြက်စီခြင်းခံထားရတော့ကလေးတယောက်ထုတ်ကလေးရဲ့လူဖြစ်ကံကမျက်နေလို့ကိုဝင်ဟာမပြတ်ကြဘူးတရေအောင်ပြီးတော့လူဖြစ်လာတယ်ကန်ဆူမသွားလေရမူလိုက်လို့ရွာဆွတဲ့အတိုင်းပဲခလေးမတန်တန်မမမဟုတ်ဘူး ပိုလီယိုရောဂါခံစားနေရသူတူပဲဖြူနုမှာခလေးငယ်ကိုမမွေးရှင်မွေးရှင်ဖြစ်မွေးလာခဲ့ရလို့အခုလိုပိုလီယိုရောဂါလည်းဖြစ်နေလို့ပိုလို့ပင်ခရုမဆိုင်ဘူးခလေးကိုလူသိရှင်ချာကိုမခေါ်သွားရဲဘူးချက်ဖို့ကောင်းတယ်လို့ဆိုတယ်အမှန်သူမကသူမမိခင်တယောက်ဖြစ် ကုံတယ်ပရိသတ်များကိုမသိစေလို့ဘူးသူရဲ့ပြမှတ်တော့ထိုရောက်ကိုလာတဲ့ကုံတယ်များကိုမြှုပ်ဆွဲမယ် ရသမြအမျက်ဆွပြီးတော့ခန္ဓာကိုယ်နဲ့ရင်းပြီးတော့လှုပ်လှုပ်မယ်။တနေ့မှတော့မြို့မကုန်းတဲ့၃ယောက်ကစီချုံရွာကိုရောက်ခဲ့တယ်။ထိုကုန်းတဲ့၃ယောက်မှာဒီရွာကိုတစ်ခါမှမရောက်ဘူးဘူး။အခုမှရိတ်ကြီးရမျက်နှုရခြာရင်နဲ့ရောက်လာခဲ့ခြင်းပဲ။ဖြူနူဝရွာကိုရောက်လာတော့ကုန်းတဲ့၃ယောက်ကိုမျက်စိကျပြီးတော့သူ့အွက်ထွက်ကိုဝင်ဖို့နီးအမျိုးမျိုးနဲ့ကြံတယ်။ကုန်းတဲ့တွေထဲမှာပါလာသောပစ္စည်းတွေကိုတမျိုးပြီးတမျိုးဝယ်ယူတယ်။ လှလှပပပြင်ပြီးတော့သူမကိုမျက်စိကြောက်အောင်လှုပ်တယ်။အသာမစားတော့ကြမရှိလို့ကုံတဲ့တွေကလည်းဖြူနူးရဲ့မာယာကြောက်ဝင်တဲ့ကိုတက်ဆင်လာခဲ့ကြတယ်။ကုံတဲ့တွေကိုမြှုပ်ဆွဲပြီးတဲ့နောက်ဖြူနူးမှအင်ကိုပြန်ခဲ့တယ်။ညနေလောက်မှကုံတဲ့၃ယောက်ကိုချိန်ဆထားတဲ့ဖြစ်မိမိရဲ့အင်ကိုအသက်ရှင်ဆုံးဖြစ်အောင်ကိုတင်ဆက်တယ်။အရာအလုံးဝသူမဖြစ်စေချင်တဲ့အတိုင်းပဲဖြစ်လာခဲ့တော့လေ သူမရဲ့ပိုလီယိုတန်းငယ်ကိုတော့ဘယ်နေရာမှာသွားထားရမှမသိဘူးဖြစ်နေတယ်။သူမကိုကလေးမိမသိရင်ကုန်တယ်တွေမချိုက်မှဆိုလို့တန်းငယ်ကိုဆောင်ဖြည့်ထက်ထက်ပတ်ပြီးအိမ်ထဲရှိတနဖက်ချောက်ထဲကိုထဲတဲ့ချင်းနှောင်ကြီးထဲမှာသွားထားတယ်။ညနေ3နာရီထိုးချိန်မှာကုန်တယ်သုံးဦးဖြူနုရဲ့အိမ်ကိုရောက်ခဲ့တယ်။ဖြူနုမှာအပြိုချောင်းအောင်ပြင်ဆင်လင်းချက်ထားပြီးတော့အထူးအဲ့တဲ့များကိုအဲ့ခံတယ် ထိုစဉ်အခန်းထဲမှာတနဖတ်ဖို့ထဲမှာကလင်းငယ်မှာပိုက်ဆာလို့ရှုံးကန်ရင်နဲ့ငိုချရတယ်။ကလင်းငယ်မှာဝိစာဖြဲထုတ်ပေါ်ခံထားရလို့ငိုသားမှာအပြင်ကိုကြက်လောက်စွာထွက်မလာခဲ့ဘူး။အတန်လေးဟာ မပီဝိုးတော့ထွက်နိုင်တော့တယ်။ထိုအတန်ကိုအဲ့သက်တွေကတတိမထားခဲ့မိတော့လေဖြူနုမှာတတိထားမိတယ်။ဒါကြောင့်မို့စိတ်ထဲမှာငါအလုတ်ကိုဖျက်မဲ့အကောင်လို့တွေးမိတယ်။အကိုတို့ ခဏနေခဲ့ကြအောင်နော်တနဖတ်ဖို့ထဲမှာကြွတိုက်ရှိမယ်တင်နဲ့ကြွတန့်တွေကိုကြာရလို့ဖြူနှုတ်သွတ်ရှင်းအောင်မယ်ဆိုပြီးတော့အင်းထဲကိုဝင်သွားပြီးတနဖတ်ဖို့ကိုတည်ပြီးတော့ချန်ထဲကိုဆင်းသွားတယ်ချန်မှာတတော်ကိုကြဲဝင်းတော့ပြင်တနဖတ်ခင်လည်းဖြစ်နေလို့ပိမ့်ပိမ့်အောင်မှောင်နေတယ်ချန်ရဲ့တောက်တဲ့နေရာမှာဟွေယုံတစ်ခုရှိတယ်ဟွေယုံပင်အောက်ကိုရောက်တော့ဖြူနုဖို့ကိုပြစ်ချပြီးတော့တားငယ်ကိုထုတ်တယ်။ဟင် ကောင်းကျွန်းမပေးတဲ့တေနာလေးနင်းချောင်းငားလုတ်ပြတ်တော့မယ်နင်းကိုတတိတ်နေလို့ငါပြောထားတယ်မှလားဆိုပြီးတော့ဝတ်စောက်ဖြည့်ပေးတယ်ခလင်းငယ်မှာမျက်ရည်လေးစွန်းစွန်းနဲ့မိခင်ကိုပြန်ကြည့်ပြီးတာတာပိုက်စာလို့ပါအမေရဲ့ပါပိုက်စာတယ်ဟုတ်လားနင်းကိုငါမနဲ့တုန်းကအဝကျွေးထားတယ်လေအဲ့တော့နင်ကပိုက်စာနေသေးလားတောက်မစူပါနဲ့မမီတာပိုက်စာလုံးလို့ပါ တော်စံနေဟာလေးငါမလို့ရှင်တဲ့ကြာကငါဘဝတဲ့ကိုအတင်းဝင်လာခဲ့တဲ့ကလေးပဲငါ့ကိုဂျိုးမွေလို့ကိုမပြီးတော့ဘူးအခုငါအချီးရမယ့်ချိန်ကြမှာငါလို့ကိုလက်ဖြစ်တယ်နေဟာလူလောကမှာမနေသင့်တဲ့ကလေးပဲနေရှိနေသေးတဲ့ရငါနင်းကိုပြုစုနေရအောင်မှာပဲငါလို့တွေပြက်နေအောင်မှာပဲဒီတော့နေမရှိမှဖြစ်မယ်နေသိမ့်မအေးမယ်ဖြူနုမှာ၆သွင်းနေတဲ့ဝါတစ်ချောင်းကို ကြစ်ကြစ်ပေါအောင်ဆုတ်ကင်ပြီးတော့တာဖြစ်သူကိုရိုက်တက်တယ်။ဖြူနုမှာမိခင်စိလုံးဝမရှိဘူး။ဘလူးတပတ်ဆွက်ကနစ်တလို့မျက်လုံးတွေနေရပြီးတော့တနာညှတာမှုကင်းမဲ့စွာနဲ့မိမိရဲ့ရှင်သွေးငယ်လေးကိုမသိမရှင်းရိုက်တက်နေမိတော့တယ်။ခလေးငယ်မှာတချက်မျှတာအောင်းနိုင်ပြီးတော့မိခင်ရဲ့ရက်စက်မှုအောက်မှာသွေးလိမ့်လိမ့်နဲ့တက်ပြီးခဲ့ရလေတော့တယ်။ဖြူနုမှာခလေးကိုပြန်တက်ပြီးတော့ဝရချောက်များကိုဖုံးအုပ်ထားခဲ့တယ်။ ပြီးတော့အိမ်ဘော်ကိုကြောက်မွစွာတက်လာခဲ့တယ်။သူ့ရဲ့သိစိတ်တွေမှာတရေတပတ်စီးနေပြီ။တခုတော့ညနေခင်းမှာမိုးတိုက်မိုးရိပ်တွေကတလိမ့်လိမ့်တက်လာတယ်။နေ့လည်ခင်းထီတာနေသောနေမင်းကြီးတည်လဲမိုးရိပ်တွေဝါမြုပ်ခြင်းကိုခံရပြီးတော့ပတ်ဝန်းကျင်တစ်ခွေမှာမဲမောက်နေတော့တယ်။ကလျက်ပန်းလျှက်နယ်များကလည်းမီရှူမီပန်းများလိုတလလက်ပြင်းလင်းထိတ်နေတယ်။လေနီချမ်းလည်းအိမ်ခေါမိုးပြကြလို့မတက် ကြမ်းတမ်းစွာတိုက်ခတ်နေတယ်။တရားလုံးကလည်းရွာထဲမှာမဟုတ်မမှန်သောရာတစ်ခုခုဖြစ်ပျက်နေပြီးဖြစ်ကြောင်းကိုတွဆမိတယ်။ရဲရွာထဲမှာမဟုတ်မမှန်သောကိစ္စတစ်ခုခုပြုလုပ်ခဲ့မဲ့ဆိုပါကနတ်တို့ရဲ့တန်ခတ်ခြင်းကိုခံရတတ်တယ်ဆိုပြီးတော့အယူဆရှိတော့ကြောက်ပဲ။ဒီလိုမိုးများလေများကြမ်းတမ်းစွာရွာသွန်းတိုက်ခတ်နေချိန်မှာဖြူနုအိမ်ထဲမှာငုတ်တုတ်ထိုင်နေမိတယ်။ ားဖြစ်သူကိုလူသူမဆန်စွာရိုက်သက်ပြီးတဲ့နောက်သူမှလည်းအိမ်ထဲမှအိမ်ပြင်ကိုမထွက်တော့ဘူးငုံငုံငငိုင်ကြီးဖြစ်တာထိုင်နေမိတော့တယ်လေတံမိုးတံတွေမှာပဝင်ကျင်ကတံများကိုဖုံးလွှမ်းသွားလောက်အောင်ရွာသွန်းတိုက်ခတ်နေတယ်ထို့စင်မှာအမေตาပိုက်စားတယ်ตาပိုက်စားတယ်ဆိုတဲ့တံမှာလေတံမိုးတံကိုဖောက်ခွေပြီးတော့ဖြူနှုတ်ရနားတဲ့ရောက်လာတယ် သူလဲဘသူခေါ်နေတာလဲဆိုပြီးတော့ဘေဘီဝေယာကိုအယူသက်ဖွဲ့လိုက်ကြည့်မိတယ်။ဖိုက်စတယ်ဖိုက်စတယ်တောက်ထမင်းကျွေးဆိုတဲ့တက်မှာအင်ဒဆမေအောက်ကနေပြီးတော့ပေါ်ထွက်လာတယ်။ထို့စင်မှာလျှက်စီမူချိုးကလည်းဂျင်းကနဲမိအောင်ကိုပြစ်ချတယ်။ဖြုန်နှုမှာအမှတ်မထင်အိမ်ချဲကိုကြည့်မိတယ်။ထွားခါမိုးရဲတဲမှာရှိနေသောချီလိန်နေသောကလေးတယောက်ကို လျှက်စီလင်းရောင်နဲ့တူတူတွေ့ရတယ်။မဟုတ်ဘူးမဟုတ်ဘူး तू ကတည်နေပြီပဲမဖြစ်နိုင်ဘူး။ဆိုပြီးကြောင်ကတန်းနဲ့တကားကိုဟုံးခနဲ့မိအောင်ကိုပြစ်ပိတ်မိတယ်။ตาပိုက်စာလို့ပါ။အပြင်ဘက်မှခလင်းငယ်ရဲ့တန်နဲ့တူတူတကားရဲ့ကိုချစ်တန်တွေကိုချက်တိုင်ထဖွေရကြမိတယ်။မဟုတ်ဘူး။သွားသွားနေငါตาမဟုတ်ဘူးထွက်သွား။ဖြူနု နားနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီးတော့ကြက်လန်းစွာအုံမိတယ်။ဒါပေမဲ့အသက်မှာပြတ်မသွားဘူး။အမေသားကိုတတ်တယ်။အမေသားကိုတတ်ရက်တယ်။အမေသားကိုတတ်တယ်။ခလင်းငရဲ့တန်မှာတဖြည်းဖြည်းဒေါသတန်ဖြစ်လာပြီးတော့တကားကိုလည်းတချစ်ချစ်ကုတ်ချစ်တယ်။ထွက်သွား။နေရငတ်တာမဟုတ်ဘူး။ထွက်သွားစမ်း။ဖြူနုမှာယူမတယောက်လိုမျိုးအော်ဟစ်တယ်ဒါပေမဲ့သူမရဲ့တန်ကို ။ "तू မလွယ်ပြီးတော့ဘယ်သူမှကြားနိုင်မှာမဟုတ်ဘူး။ तू မပြုတ်ခဲ့တဲ့ရိတ်စုက तू မကိုပြန်လဲခြောက်လှန့်နေပြီ။ तू မရဲ့စိတ်တွေမှာခရောင်ချောက်ချာဖြစ်ပြီးတော့စောက်တရမရဖြစ်နေမိတယ်။အလှတို့ရဲ့ထိတ်ခေါင်ပြင်မှာဖြူနှုမှာအခုတော့ပိန်ချုံပြီးတော့ကြောင်တောင်တောင်ဖြစ်နေပြီ။ကြောင်မဖွဲ့ရရိတ်စုကြီးက तू မရဲ့အနောက်ဝဲရေးပမာလိုက်ပြီးတော့ခြောက်လှန့်နေပြီ။စိတ်တက်ကြပြီးတော့စိတ်ချောက်ချာနေတဲ့ဖြူနှုမှာဘသူမှမဆောက်ချောက်ဘူး။ ်ချီလိန်နေတော့ကလေးတရကတော့ရွာထဲမှာတောင်းချနေလေတယ်အကာတာတခွင်မောင်မိုင်းနေတော့လှမညတညမှာအချက်တမကုဖို့ပင်ရွာလေရက်ဆိုင်မှာတီတရင်ပြန်ခဲ့တယ်ဖနက်နှစ်ဖက်ကိုလက်ကောက်ဝတ်မှာခြူထားတယ်ပစိုးကိုလည်းဆွလဲတိုင်းပြီးတော့ရက်ပလင်နဲ့တက်ကင်မြည်လေးကိုခြင်ထားတယ်ဒီရက်တမကိုဘသူမှလှမကြိုကြဘူးလားကွာဒီညဘာလို့မောင်မဲနေရတာတော့ လမ်းကလည်းနှိပ်ရှိမြင့်ချင်နေပါလားဘလို့ဖြစ်တာလဲဟေးဖိုးပိန်တယောက်လမ်းပြင်းနေအောင်ရှောက်ပြီးတော့တယောက်ထဲစကားပြောတယ်ထို့စဉ်သူ့ရဲ့ရှင်မကလေးတယောက်ပေါ်လာတယ်ပိုက်စားတယ်အသားကင်ပေးကြွေးပါဆိုရဲတန်နဲ့တူတူခလေးတယောက်လှဖြန့်ပြီးတော့သူ့ထံမှတာကင်ကိုတောင်းစားတယ်။ဖိုးပိန်လည်းမူမူနဲ့ဟာခလေးညကြီးမင်းကြီးလမ်းပေါ်ထွက်ပြီးတော့တောင်းစားရလား မပေးဘူးကွာသွားသွားအသားကင်ပေးဖိုက်စားတယ်သူမောင်းထုတ်တော့လဲခလင်းငယ်မှာသူရဲ့ချင်းမှာတဖွားမမခွာဘူးဒါကြောင့်မို့ဖို့ပိတ်မှာတောသားထွက်ပြီပါလဲကွာငါမူးနေတယ်ရိုင်းမိလိုက်တော့မယ်သွားကိုမိပါစီမှာကိုပြန်တောင်းစားဆိုပြီးတော့ထမှန်မောင်းထုတ်တယ်သူရဲ့ချင်းမှာချီလိမ့်နေတော့ခလင်းမှာမျက်စိတွေနည်းရလာပြီးတော့မျက်ဖြူလန်ပြီး သွေးမြပေးချနေသောလက်နဲ့သူ့စီမှာချက်ကင်ကိုအတင်းလှစားတယ်။အမလေးတရဲတရဲထုံမြင့်ခွင်းချောက်ဖုတ်ပိတ်မှာကြောက်စိတ်တွေငယ်တဲ့ကိုရှော့သွားပြီးအမှုပြစ်သွားတယ်။ဖနောက်နဲ့တင်ပါတသားတဲ့ကြောက်အောင်ကိုပြေးလီတော့တယ်။အဲရောက်တော့ဖုတ်ပိတ်မှာစကမေးမရတော့ဘူးလက်ဖြာဖြာပြီးတော့ဘဝတပားကိုကုပြောင်းသွားရလီတော့တယ်။ထော်သိမ့်တင်တယောက်ဖရွက်များကိုညှာရွှေတယ်ပြီးတော့ထက်လိုက်ထထတာတယ်။ ညရောက်ရင်မိဖို့မှာဖက်ရွက်များကို၆တက်ရမယ်။ဒါကြောင့်မို့မိဖို့အောင်မှာမိမွေးထားပြီးတော့ဖက်လော့သောဥကင်ပြားတွေကိုအသင့်တင်ထားတယ်။ဖက်လော့တဲ့အခါမှာအပေါ်ကဖိရသောတဲများကိုလည်းထိရွက်ဖြစ်တရားထုတ်ထားတယ်။ဒေါသိန်းတင်မှာတကူရီတကာရသမားဖြစ်လို့ကိုလုံးမကိုစာရတယ်။သာသမီများလည်းသွေးင်တောင်တဲ့သူဖြစ်နေလို့အပူမပေးချင်ဘူး။ညရောက်တော့အခါမှာဒေါသိန်းတင်အညာရွှေထားတဲ့ဖက်ရွက်ကို အပူတိုက်ထားတော့ ။ဩကင်ပေါ်ကိုညင်ညာစွာဖြင့်ဖြန့်ခင်ပြီးတဲတုံနဲ့ဖိထားတယ်။မိဖို့ပေါ်မှာဩကင်ပြားမှာနှလုံးတန်းစီဖြစ်ပြီးတော့အလုံးပေါင်းဩကင်ပြား6လုံး။ထော်သိန်းတင်မှာဩကင်6လုံးထဲကိုတနက်ဖက်ရွက်များကိုထည့်တယ်အချောက်တိုက်တယ်။ညဆက်နိုင်ရင်ခုံလျှောက်တော့လူကလည်းအငိုက်ချစ်နေပြီးအင်္ဂိပ်ပြေအောင်ဖက်ကြံကိုမိညိပြီးတော့ထိုင်ပွားတယ်။အင်္ဂိပ်ပြေတော့ဘိုက်ကဆက်လာတယ်။ထမင်းကြံခုတယ် ညာကျန်တဲ့အမဲဥကျန်ဟင်ဖြစ်ထမင်းစားတယ်။ထို့စင်မှာတဲပြင်ဘက်ကလမ်း၆တန်းလိုလိုကြာရလို့ဆာလဆာထမင်းကိုရက်ပြီးတော့ထသိန်းတင်အပြင်ဘက်ကိုနားဆွနေခြိတမ်းမှာတဲပပတ်လက်မှာထပ်ပေါလာခြင်းပဲ။ထို့စင်မှာတဲပြင်ဘက်မှာနေရန်ကို ပုတ်တဲ့တန်းကိုပါကြာရလို့ထသိန်းတင်လန့်သွားတယ်။ဒါကြောင့်မို့ဓမောက်ယူပြီးတော့မတက်ရက်တယ်။ဖွာသိန်းတင်တောက်ထမင်းကျွေးတာပိုက်စားတယ်။ ဆိုတဲ့ကလေးသမားပြင်ပကထွက်ပေါ်လာတယ်။ထွက်သိမ့်တင်တယောက်တရေချောက်ခံရပြီးဖြစ်မှန်သဘောပေါက်မိတယ်။ဒါကြောင့်မို့ဖះချင်းကိုအာယုံပြုတ်ပြီးတော့တန်ဘုတ်တဲ့ကာတာတော်ကြီးကိုအတန်ထွက်ရွတ်ဖက်မိတယ်။ဘလောက်ထိကြောက်အောင်ရွတ်ဖက်မိလဲမသိဘူး။ထွက်သိမ့်တင်တရိထာမိချိန်မှာအဖြစ်မှတန်းဟာလုံးဝတိစိတ်သွားတယ်။တော်ပါသေးရဲ့ဖះခဲ့ပြီလို့ဆိုပြီးတော့တပြင်းချမိတယ်။ဒီလိုချီလိန်တရေလေးမှာ တယောက်ပြီးတယောက်၆လနေကြလို့ရွာသူရွာသားတွေမှာညနေညခင်းအိမ်ပြင်ကိုမထွက်ရဘူး။ကုံတယ်များလဲတရေ၆ကြံနဲ့ထွေရလေးမှာကြကြမနေရဲကြတော့ဘူး။ဒါကြောင့်မို့ရွာသူရွာသားတွေမှာစီးပွားရေးကျက်တယ်လာတယ်။အယူမဖြစ်လို့ကတော့လမ်းမပေါ်မှာလမ်းတလားလို့နေတော့တယ်။တနေ့တော့မောင်ထင်ပေါ်ငွေတောင်ရွာမှာထွက်လာခဲ့ပြီးခီးဆက်ခဲ့တယ်။စီးချုံရွာကိုရောက်ခဲ့တယ်။သူစဉ်ရွာသားနှစ်ယောက် ရွာထဲရှိသပိန်အောင်မှာနားနေပြီးတော့ကလေးတရားကြောင်းကိုပြောနေကြတယ်။ရွာသားနှစ်ယောက်မှာနှွားကြောင်းနေကြခြင်းပဲ။ငါကတော့အဲ့ဒီချစ်ကလင်ကလေးတရားကိုတွေ့ဘူးခြင်းနဲ့သူလှုပ်လို့တရားလုံးလဲစိပွားရဲ့စက်တဲနေပြီကွာ။အပြောကောင်းမနေနဲ့ဆိုအောင်အဲ့ဒီချစ်လင်တရားကတော်တော်ဆိုးတဲ့နင်းကိုလာချောင်းမှာလှည့်ပြပါနှုတ်ခတ်နေရမယ်။ငါမကြောက်တက်ပါဘူးတီးဟရဲ့။ အဲ့ဒီကလေးတရဲကိုငါဟော်ဒီလိုဟော်ဒီလိုလှုပ်ပြစ်ချင်တယ်။တော်စမ်းပါကွာနေပတ်မို့လို့မင်းဒီလိုပြောရတာညာဘက်ဆိုရင်တော့အပြင်တောင်မှထွက်ရလို့လားကွာ။ဆောင်းဆူသူဟာလက်ဟန်ချီဟန်နဲ့ကလေးတရဲကိုနှင်းနှင်းပြင်းမဲ့ကြောင်ကိုဟန်ပပပြောနေသည်ကိုသူငယ်ချင်းဖြစ်တော်တီဟာကပြန်ပြောနေခြင်းပဲ။မောင်ထင်ပေါ်ကလည်းတပိန်အောင်မှဝင်လာပြီးတော့ထိုနှစ်ယောက်ပြောတဲ့စကားတွေကိုနားဆွင့်မိတယ်။ဒါကြောင့်မို့ ်ခလေးတရဲ့အကြောင်းကိုစိတ်ဝင်စားမိတယ်ထို့သူတွေထံမှမေးမြန်းမိတယ်တရားကိုတို့ကဘာတွေပြောနေကြတာလဲဟောမျက်နှာစိမ်ဧည့်သည်ပါလားအကိုတို့ကခလေးတရဲ့အကြောင်းပြောနေကြတာဗျာခလေးတရဲ့ဟုတ်လားအေးဟုတ်တယ်ကွာအဲ့ဒီကလေးကဘလို့သေးခက်လဲမသိဘူးအခုရွာထဲမှာတော်တော်လေးကိုတောင်းကျနေလို့ရွာသူရွာသားတွေကသူ့ကိုကြောက်နေရတယ် သူကဘလို့လှုပ်လို့လဲတွေ့သမျှလူကိုအစာလိုက်တောင်းနဲ့မပေးရင် သူကရုပ်ပြက်စင်ပြက်ကြီးနဲ့၆လှန့်နဲ့သူ့ချောင်းရွှာသားတွေလှန့်ပြီးတော့တေးတာတောင်ဖြစ်နေပြီဟုတ်လားဒါဆိုရင်တော့တော်တော်စိုးနေပြီပဲဒါနဲ့ရွှာသူရွှာသားတွေကအဲ့ဒီတရက်ကိုရမမောင်းထုတ်ကြဘူးလားမမောင်းထုတ်ရဘူးထင်ပါရဲ့အခုထိတော့မောင်းထုတ်ကြမဲ့တမကြရသေးဘူးမောင်းထုတ်ပေးမဲ့လူရှိရင်ကော လက်ခံကြမလားဟာဘလို့ပြောလိုက်တာလဲဗျတရဲကိုမောင်းထုတ်နိုင်တဲ့သူဆိုမှတော့လက်ခံပြီးသားပေါ့ဒါဆိုရင်ကျွန်တော်ရွာထဲခေါ်သွားပြီဒီညာအဲ့ဒီတရဲကိုကျွန်တော်မောင်းထုတ်ပေးမယ်ဟေးတကယ်ရော မောင်းထုတ်နိုင်လို့လားကွာဟုတ်မှလည်းလုပ်ပါကို့လူရဲ့ကျွန်တော်အတီးပြောနေတာဒါဆိုရင်လိုက်ခဲ့ပေါ့ ကျွန်တော်တို့ရွာထဲကိုခေါ်သွားမယ်ဟုတ်မဟုတ်ကတော့လက်တွဲကြည့်မှာပေါ့ဆိုပြီးတော့ထင်ပေါ်ကိုရွာထဲခေါ်ခဲ့တယ်တကြီးအိမ်ကိုခေါ်သွားပြီးတော့ကြိုးကြောင်ပြောပြတယ်တကြီးလည်းမောင်းထုတ်ပြီးတော့တရဲမောင်းမဲ့ကြောင်ကိုတရားလုံးကို မောင်းထုတ်ကြည့်ညာတယ်ညာရောက်တော့မောင်းထင်ပေါ်ကဖျားချက်ခုပြီးအမျှတန်ပေဝေးတယ်အာလုံးပြီးစီတော့တရဲခေါ်အင်းကိုတုံးပြီးတော့ခလေးတရဲကိုဆင့်ခေါ်တယ်ရွာသူရွာသားတွေမှာကြောက်တော့လဲဆက်ဆုရှင်လို့လာပြီးတော့ကြည်ကြတယ် မောင်ထင်ပေါ်အမိတ်ပြန်ပြီးတော့ခဏမှရွာတရခွေတွေဆော့ဆော့ငင်းငင်းဥတယ်ခဏကြတော့ရွာသားတွေမှာတယောက်ကပိုလီယိုဖြစ်နေသောပုံစံနဲ့မောင်ထင်ပေါ်ရဲ့ရှစ်မှန်လိုက်ရတဲ့မောင်ထင်ပေါ်မှာတရေလေးရှောက်လာမှန်းသိတော့ရှောက်လာပြီလားနေရဘူးသူလဲဘိုက်စားတယ်ထမင်းစားချင်တယ်ဆိုတဲ့ကလေးတန်ပေါ်လာတယ်ဒီတော့ရွာသူရွာသားတွေမှာကြောက်လန့်သွားတယ်အမလေး တရဲလေးတကယ်လာတဲ့တော့ကြောက်လိုက်တာသူကအစာတောင်းစားနေပါလားတတိတ်နေပေးကြပါဗျမောင်ထင်ပေါ်ဟန့်တာလိုက်တော့အလုံးညင်သွားတယ်ငါမေးတော့ဖြစ်ရင်မင်းကို ထမင်းကျွေးမယ်မင်းရဘသူလဲဘာလို့ရွာတဲ့ကိုဝင်လာတာလဲတာဖို့ပြေတာပိုက်စာလို့ဝင်လာတာကိုသူတို့ကတာကိုအစာမကျွေးဘူးတာပိုက်စာတယ် နေရပါလို့ဒီဘဝကိုရှောင်းတာလဲအကို့ပြောပြစမ်းအမေတက်တာတားကိုအမေကရိုက်တက်တာတရေလေးရဲ့အဖြစ်ကြောင့်ရွာသူရွာသားတွေအံ့ဩတယ်။မောင်ထင်ပေါ်ကမလိမ်နဲ့နော်။ပယ်မီပါကိုတာသမီးကိုတက်ရက်မှာလဲ။အမှန်တိုင်းဖြေပါ။တားတကယ်ပြောတာ။တားပိုက်ဆာလို့အစာလေးတောင်းစားတာကို အမေကစိတ်ဆူပြီးတော့တားကိုရိုက်တက်ဖြစ်တယ်။ ဒါဆိုမင်းအမေကဘာတူလဲဖြူနုပါတားအမေကဖြူနုအမေကတားကိုဟိုတရေတဆထဲကတက်ရှင်နေတာတားကိုအချုံနဲ့ထိုးတယ်တားရဲ့နှက်ကျင်ခဲ့တယ်ဒါပေမဲ့တားမသိကံမပါလို့မသေးခဲ့ဘူးတားမွေးလာတော့အမေကတားကိုမချစ်ဘူးတားမတန်ဆွမ်းတဲ့ပိုလီယိုဆိုတော့ပိုဆိုးတယ်ခလေးငယ်ရဲ့အဖြစ်ကြောင့်မောင်ထင်ပေါ်မှာမိမိရဲ့ငယ်ဘဝကိုပြန်လည်မှတ်ရမိတယ် ီကလေးလဲသူ့နီတူမိဘမြတ်တာမရခဲ့တော့ကလီမန်သိမိတယ်။ရွာသူရွာသားတို့လည်းအခုမှဖြစ်မှန်ကိုသိပြီးတော့ဖြုံနှုတ်ကိုတော်သားထွက်မိကြတယ်။ตาရောตาမေကိုမုံလာ။ตาအမွေးလာပေးတဲ့အမေကိုตาပဲမုံမှလဲအမေตาကိုဘလောက်ပဲမမုံตาတော့ချစ်တာပေါ့။ตาတို့ပါကွယ်ตาလေဒီဘွားကနေပြီးမကြွလွတ်ချင်ဘူးလား။ တာဒီဘဝမှာမနေချင်လူတွေကတာပိတ်စာလို့တောင်းစားတော့ကိုတာကိုကြောက်ကြတယ်တာစိတ်ညစ်တယ်တာပတ်အရန်စားတယ်တာကိုအကိုကထမင်းကျွေးမယ်တာစားပြီးရင်ဒီညကနေထွက်သွားမလားနောက်နေ့တာကိုလှူတန်းလုပ်ပေးမယ်နောက်နေ့တာကိုအလှူတန်းလုပ်ပေးလို့အကိုခေါ်ရင်ပြန်လာခဲ့ရလားအကိုတာကို ထမင်းတကယ်ကျွေးမလားဒါဆိုရင်တာနာထောင်ပါမယ်တကယ်ပေါ့ အကိုကပဲလိမ့်မလဲတောက်တကယ်ပဲထမင်းကျွေးမယ်ဟုတ်ပြီလားအကိုကသားချစ်မိသွားပြီအကိုကသူများလိုတောက်ကိုလည်းမမောင်းထုတ်ဘူးထမင်းလည်းကျွေးတယ်အခုထမင်းစားရှင်လို့တောက်ကိုကျွေးပါလားကျွေးပါမယ်ဗျာစားပြီးရင်တော့တနေရာမှာသွားနေနော်ရွာသားတွေစီကိုလည်းထပ်မတောင်းစားရဘူးကြလားကဲဦးကြီးကျုပ်ကိုထမင်းနဲ့ဟင်ရောပြီးတော့ခူးပေးဆိုပြီးတော့တကြီးကို ထမင်းနဲ့ဟင်ကိုခုခတ်စေတယ်။တကြီးလဲထမင်းနဲ့ကြက်ကလာတာဟင်ကို ပကံတဲကိုခုလပ်ပေးပြီးတော့မောင်ထင်ပေါ်ကိုကမ်းပေးတယ်။ကဲရော့တာကြိုက်စာလူရင်ပြော အကိုထထက်ပေးမယ်။ဆိုပြီးတော့ထမင်းပကံလှမ်းပေးတယ်။ခလေးတရေပူးနေသောရွာသားမှာထမင်းကိုဟင်းနဲ့နဲ့တယ်။ခေါင်းမဖော်တန်းစားတယ်။တောက်ကြတော့အလုံးကုန်သွားတယ်။တာဝတ်သွားပြီ။တာသွားတော့မယ်နော်။အကိုခေါ်မှတာထလာခဲ့မယ်။ ဆိုပြီးတော့ထွက်သွားတယ်။ချွာသားမှလဲကျသွားတယ်။မောင်ထင်ဘဝထိုလူကိုရေစင်ပြန်ပြီးတော့နှာနှက်ရှူတော့သတိပြန့်လဲလာတယ်။နောက်တနေ့မှတော့မောင်ထင်ဘဝကလင်းငယ်တွက်လိုအပ်မဲ့အလှပစ္စည်းကိုဝယ်ခိုင်းပြီးဖုန်ကြီးပင့်ပြီးတော့ခြေဆက်ရှာမျှဝေပေးတယ်။မဖြူနူမှာသက်ဆိုင်ရာဥပဒေပေါင်းတွင်မှာပဲအဖြစ်ကိုခံယူပြီးတေဆုံကြရလေတော့တယ်။ ဆင့်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။မောင်ထွင်ပေါ်နဲ့ကလေးတရေဆွတဲ့ဇလန်လေးရတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ်ဇလန်တလေးတွေကိုလည်းမိတ်ဆွေများဆလတ်ဆောင်မြောင်းအားပေးကြပါအောင်လို့ပြည့်ရည်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။